အဲထမင်းပြန်စားနေပါပြီလို့အကုန်လုံးစိတ်မပူပါနဲ့လို့ဒါထမင်းစားပါပြီလို့ညတာအခုဆိုထမင်းဖြတ်ထားတယ်ထမင်းစားတပတ်လောက်ရှိပြီပေါ့ကိုလိုမျိုးမကြိုက်တာတော့တော့မဟုတ်ပါဘူးကိုကမနေဝိတ်ချထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့ထမင်းရအသားအတွက်ကရှောင်ရှောင်ပြီးမှရမှာပေါ့နော်မဟုတ်လို့ရှင်ဒါအဲ့အဲ့ခန္ဓာကိုယ်ဒါပြတ်မသွားခြင်းပါ စားသလိုလိုမစားသလိုလိုပေါ့အဲ့လိုတတိတတန်နဲ့နေနေရမဟုတ်ပါဘူးမစားတဲ့ team ကိုရောက်လိုက်စားတဲ့ team ကိုရောက်လိုက်ဆိုတော့တော့မစားတော့တတက်လို့မစားတော့ထင်ကြရတာမသိဘူးလို့အဲ့လိုတစ်ခေါက်လောက်တော့ vlog ထမင်းစားပြအောင်မေးလို့တစဉ်းစားတာဆိုတာနဲ့တော့ပဲနေနေကြတယ်ပြောမင်း အဲထမင်းပြန်စားနေပါပြီလို့အကုန်လုံးစိတ်မပူပါနဲ့လို့ဒါထမင်းစားပါပြီလို့ထမင်းအစားလို့မိတတိသုံးနှစ်ဖြစ်နေလို့ပါလို့အလိုမနက်ထမင်းညနေ့ကလေးထမင်းညထမင်းပေါ့နော်အဲ့တော့အလိုအစီနေတဲ့ဂစီတက်တွေများလာတော့အစီနေတဲ့တက်မှာဆိုလို့ဇကာပြန်ရရမယ်ဆိုတော့ထမင်းလေးတော့တနေ့တနေ့ပြန်စားမယ်ပေါ့နော်နည်းနည်းလေးတော့ပြန်ဖြတ်ရမှာပေါ့ဟုတ်ထမင်းစားပါလေလို့စိတ်မပူပါနဲ့ကိုတော့စိတ်ပူနေကြထမင်းမစားဘူးစိတ်ပူလိုက်တာထမင်းစားနေပါပြီလို့ခန္ဓာကိုယ်ဆက်ပြီးထိန်ရတာအခုဆိုထမင်းဖြတ်ထားတယ်ထမင်းမစားတပတ်လောက်ရှိပြီပေါ့နော်ဆင်ပါပါလားပြီးတော့ပြောကြတာ ပြောရဲ TikTok တွေမှာဆိုလဲကိုယ့်အကိုအဲဘယ်လိုပြောရမလဲမျက်နှာမျက်နှာချောင်နေရခောက်ရှိရကွာမျက်နှာလေးနည်းနည်းပြည့်ရခောက်ရှိရမှာတခါလေးကြာရင်တနေ့ကုန်အစားမစားတာပဲနဲ့ TikTok ရိုက်လေလေဆိုလို့ရှင်မျက်နှာအရင်ချောင်နေရမျိုးဆိုတော့ကျွန်တော်မစားလို့ကျွန်တော်မစားရမှာအဲ့လိုလေလာပြောကြတာဆိုတာလေအဲ့လိုဖြစ်နေရဟုတ်ခုလိုချင်းတခုတော့ပစ်ဆက်မှာပဲပေါ့ဒါကတော့တန်နေလို့ခံစားရတာအဲ့အားကြီးမစားတဲ့ကြောင့်မို့ဒါလို့ရှင်နဲ့ဒီ body weight ရလာရဲ့တလှရတယ်မင်းမစားတဲ့တင်ရတယ်သမီး ်နည်းနည်းတော့စားသလိုလိုမစားသလိုလိုပေါ့အဲ့လိုတင်းတင်းတော့အဲ့လိုမျိုးပတိတတန်နဲ့နေနေရမဟုတ်ပါဘူးမစားတဲ့ team ကိုရောက်လိုက်စားတဲ့ team ကိုရောက်လိုက်ဆိုတော့တခါကျတပတာစဉ်းစားရလေငါ့ကိုထမင်းတကယ်လုံးဝမစားတော့တသက်လုံးမစားတော့ထင်ကြရလားမသိဘူးလို့အဲ့လိုတစ်ခေါက်လောက်တော့ vlog ထမင်းစားပြအောင်မေးလို့ဒါစဉ်းစားတာစားပြပါအောင်မယ်ထမင်းဟုတ် ိပေါ့ကြီးရောင်းရည်လေးရှိရတယ်နော်ဟုတ်တယ်အဲ့ဒါကြာဒါအိမ်တိုင်ရောက်လက်ရှင်းပြမှာပဲရမယ်အကုန်လုံးလိမ့်စာတောင်းပြီးတော့စားပါတယ်မစားဘူးဆိုတာဒီလိုပြောတာပါဒီလိုမျိုးလေးအစားထိုးစားပါတယ်ဘာညာအဲ့လိုပေါ့နော်လိုက်ရှင်းပြရမယ်ပေါ့နော်တချို့ကြတကယ်ထင်တာတချို့ကြလည်းစမှန်သိတယ်အဲ့လိုဆိုတော့နှစ်ဖွဲ့ကွဲနေရပါတော့ဟုတ်ထမင်းကတော့အဲ့လိုမျိုးကြီးမကြိုက်ဘူး င်းမကြိုက်တာတော့မဟုတ်ပါဘူးကိုကဒီဒီငငယ်တုန်းကနေမှာလဲကြီးရေးလာတယ်လို့ဆိုတာနေမှာဆိုပူအောင်ဆိုးသေးလေအမေဆိုတနေ့ထမင်း၃လေးနဲ့ကကျွေးပြီးသားမနေ့မိုးလင်းတာနဲ့လို့ထမင်းလေးနဲ့စအဲ့လို့ဆိုတော့ထမင်းကမကြိုက်တဲ့လူမဟုတ်ကြိုက်တယ် ဒါပေမဲ့တားရဲ့အရင် weight ကိုလည်းအကုန်လုံးသိပါရဲ့ဒါဖူးဝေစပြီးတော့ jack ခဲ့တုန်းကပြခဲ့တုန်းကဆိုရင်လည်းတားရဲ့ weight က125လောက်အနည်းဆုံးရှိရဲ့အဲ့ချိန်မှာဒီမျက်နှာ ratio တွေရောခန္ဓာကိုယ်တွေရောကဘာရှိမှမရှိပဲနဲ့အဲ့လိုအစီအစီတစ်ထပ်အသားတစ်ထပ်ဖြစ်နေတာပေါ့နော်ဆိုတော့အဲ့ body ကနေဒီ body ရအောင်လို့မနေ weight ချထားရလူဖြစ်တဲ့အတွက်ကြောင့်မို့လို့ထမင်းရအသားအတွက်ကရှောင်ရှောင်ပြီးမှရမှာပေါ့နော်မဟုတ်လို့ရှင်ဒါအဲ့အဲ့ခန္ဓာကိုယ်ကပြတ်မသွားခြင်းဘာလို့ဆိုတော့အဲ့တော့က ကြားခဲ့ရတဲ့ဒီဝေဖန်မှုတွေလည်းတော့မကြားချင်ဘူးဒါအများကြီးပြောင်းလဲပြီးသွားပြီဆိုတော့တအားအတွက်အဲ့ခဏကိုပြန်သွားဖို့ဆိုတာဘယ်လိုပြောရမလဲစိုက်ကိုရှိရပေါ့နော်ဒါအဲ့လိုစားတာအရင်များသွားရင်တော့မှငါအရင်ဝဝပြီလားငါခဏကိုကသိရမလားအရင်လိုမျိုးကြီးပြန်ဖြစ်သွားပြီလားဆိုပြီးတော့စိုက်ကိုဖြစ်တယ်ပေါ့နော်အဲ့ဒါကြတော့ဝေးချထားတဲ့လူတော်တော်များများအဲ့စိုက်ကိုရှိရတယ်ပြန်ဝမှာအကုန်လုံးကြောက်ကြတယ်ဘာလို့ဆိုတော့ဒီဂျီဂျာနီကသားတို့အရန်ကြတယ်ဝေးချရဲဆိုတာထင်တဲ့လောက်လုံးဝမလွယ်ဘူး ဒီနေ့ချမနှက်ဖြန်ကြာသွားတာလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုဆိုတော့တအားတို့ဒီဒီလာပေါင်းများစွာနှစ်ပေါင်းများစွာချခဲ့ရတာဆိုတော့ပြန်မဝချင်းမဝချင်းလည်းတချို့မလို့ပြခုခုဆိုသူများထပ်ပို့ပြီးထိတ်နေပေါ့နော်သူများရေပြောရင်ဟာတမင်းစားရပဲငါတို့လည်းမောမောမောရတာဆိုတော့တယောက်နဲ့တယောက်ခန္ဓာကိုယ်ဖွဲ့စည်းဖို့မတူဘူးလေအစီတက်တဲ့နေရာချင်းတော့မတူဘူးပါဒါဆိုရင်ဝလာရင်တခါအစီတက်တယ်ဒါဘယ်တော့မှအစီမတက်တော့တမျက်နာ ပိတာခြေတလုံးတွေပေါင်နေရတာလုံးဝမတုပ်ဘူးသူများရေလို့အကန်ကောင်းတာပေါ့အဲအကန်ကောင်းတာပေါ့ဒါပေမဲ့မကန်ကောင်းခိုင်းတုပ်လာဖြစ်ဖြစ်တကြောင်မလို့လေ့ကျင့်ကအဲ့လိုမျိုးစားပြီးနှစ်ဆသုံးဆပြန်လုပ်ရအောင်ပေါ့နော်အဲ့လိုဆိုတော့သူများရေဆိုရင်ဘလောက်ဆဆခါမတက်တဲ့လူရှိရဲ့ခါတင်းတင်းကြီးအဲ့လိုမျိုးမွေးတွေကအဲ့လိုပေါ်ကြီးဒီလိုမျိုးမွေးလာရေလူဆိုဘယ်တော့မှခါမတက်ဘူးသူတို့အစီတက်တဲ့နေရာတခြားဟာပေါ့နော်အဲ့လိုဆိုတော့ခန္ဓာကိုယ်ခွေးစည်းပုံမတူတာဖြစ်တဲ့အတွက်ကြောင့်မလို့တယောက်နဲ့တယောက် နီးလန်းလည်းမတူဘူးပေါ့နော်ဒီตาဒီလိုမျိုးထမင်းမစားလို့ဝေးကြမယ်မသူများတွေထမင်းမစားလဲဝေးကြချင်မှကြာပါစားပြီးတော့ကြာရင်လည်းကြာပါမှာအဲ့လိုဆိုတော့တရားနဲ့တရားကိုခန္ဓာကိုကိုကိုယ်တိုင်းတည်ဆုံးဆိုတော့ listen to your body ပေါ့နော်အဲ့လိုမျိုးပဲပြောချင်ပါတယ်ဝေးချထားတာဘလို့ဝေးချလဲပြောပြပါညာဆိုရင်ตาအကြံပေးဖြစ်တာလေ့ကျင့်ရလို့ပြင်းအဲ့လိုအစားကိုအများကြီးစားပြီးတော့ထိုင်တာဆဲတာကိုမလုပ်နဲ့ပြီးတော့အစားကိုလေဘာအရန်အင့်သွားဘာအရန်ကောက်အဲ့လိုလေးနေအောင်လုံးဝမစားနဲ့ ဟိုထမင်းစားလည်းရရဘာမှမဖြစ်ဘူးဒါပေမဲ့ထမင်းကိုတပကန်စားဆိုနည်းနည်းလေးရှော့စားပြီးရင်လမ်းများများလျှောက်လိချင်ကန်လို့အဲဆိုလို့ရှိရင်စားတာနဲ့ညီမရဲ့ခန္ဓာကိုယ်လှုပ်ရှားမှုရှိတယ်လေအဲ့လိုဆိုရင်ကျတော့အစီအရန်မတက်တော့ဘူးပေါ့နော်အဲ့လိုဆိုတော့မတူဘူးပေါ့နော်တယောက်နဲ့တယောက်ကဆိုတော့ဟုတ် အဲတွေးဖို့တွေးနေမတူဘူးလေဒါတော့ဒီလိုလေးပဲပြောလိုက်ပြီမသူတို့ကကြာဟာအကြီးဖြစ်သွားတာမျိုးရှိတယ်သူပြိတက်တီကြာလဲအာစရဲ့နောက်ရဲ့လဲအဲ့လိုမျိုးလေးလည်းရှိရဆိုတော့အဲအခါကျရင်လေအရင်မတွေးပါနဲ့လို့ပင်မန်းပါဆိုလို့ဒီအိုင်းလေးပဲပြောလိုက်တာပါဒါတော့လေအင်တာဗျူးဖြေနေရအရင်စဉ်းစားတွေးခေါ်ပြီးတော့စကလုံးနေဖြေဖို့လောက်ထိဒါတော့လည်းမတွေးပါဘူးလို့ တခါကျဒီတိုင်းလေးပဲပြောလိုက်တာပေါ့နော်အဲ့လိုဆိုစကလုံးတွေကအဲ့လိုအမားလေးဖြစ်ကောင်းဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့ခါကျရင်လည်းနားလဲပြီးပါလို့စကလုံးတွေကအဲ့လိုခါကျရင်လုံသွားတာမပြီးသွားတာမျိုးကလည်းတခါကျဒီလိုမျိုး live ပြောနေရဆိုတော့ဖြစ်သွားတတ်တယ်ပေါ့နော်အဲ့ခါကျရင်လည်းနားလဲပြီးပါလို့ပေါ့